DV ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ American သမ္မတ Donald Trump ကနယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲမှာအုပ်ချုပ်ရေးမှူးဟောင်း Andrew Cuomo အတွက်မဲပေးကြဖို့သူထောက်ခံသူတွေကိုတိုက်တွန်းထားပါတယ်။အဲ့နောက်နိုင်ရဖို့တစ်ပြေနေတဲ့ဇိုရန်မန်ဒါနီတာမြို့တော်ဝင်ဖြစ်လာရင်နယူးယောက်အတွက်ပြောင်းစုရန်ပုံငွေတွေကိုကန့်သက်သွားမယ်ဆိုပြီးထရန့်ကချိန်ချောက်ထားပါတယ်။ People Magazine ရဲ့2025ခုနှစ်ကမ္ဘာဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ် ဝီကက်စတာဂျိုနသန်ဘေးလီကိုရွေးချယ်ခဲ့ပါတယ်။အသက်38နှစ်အရွယ်ရှိအင်္ဂလန်သရုပ်ဆောင်ဘေးလီဟာဝီကက်စကာမှာပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ Jurassic World Rebirth စကာမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ChatGPT ရဲ့ပိုင်ရှင် OpenAI ဟာ Amazon ရဲ့ Cloud Computing နဲ့ပတ်သက်ပြီးဒေါ်လာ38ဘီလီယံတန်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Amazon နဲ့ချုပ်ဆိုခဲ့တဲ့နောက်ဆုံးစာချုပ်က ChatGPT အနေနဲ့ Microsoft အပေါ်မိခုံမှု short ချနိုင်ဖို့ရည်ရွယ်ပါတယ်။ DV နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။